မင်္ဂလာပါခင်ဗျရခုံခစ်တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ရခိုင်ပြည်နယ်မောင်တော်မြို့ကစစ်ကောင်စီရဲ့နေကြားဆောင်တပ်စခန်းကနေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတရာ89ဦးထိရှိလာပြန်ပြီလို့ဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြနေကြပါတယ်စကိုင်းမြို့နယ်ကအုံတော်ကျေးရွာမှာဈေးထွက်ဝဲတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကစစ်ဗိုလ်ကြော်စင်ထုံးဆုပ်ပါဝင်၃ဦးကိုတော်လန်ရေးတပ်ဖွဲ့တွေကနေအရှင်ဖမ်းဆီးနိုင်ခဲ့တယ်ဆိုတဲ့သတင်းပါဝင် နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့ရခိုင်ပြည်နယ်မောင်တော်မြို့ကစစ်ကောင်စီရဲ့နေကြားဆောင်တပ်စခန်းကနေဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းကိုထွက်ပြေးလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ189ဦးထိရှိလာပြန်ပြီလို့ဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြနေကြပါတယ်။မတ်လ17ရက်နေ့ဖြစ်တဲ့မနေ့ကမောင်တော်မြို့နယ်မှာရခိုင်တပ်တော် AA နဲ့အကြမ်းဖက်စစ်တပ်အကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတဲ့နောက် နေကြားဆောင်တက်စကန်းကစစ်ကောင်စီတပ်သား29ဦးဟာဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုမနက်ပိုင်းမှာပဲအရင်ဦးဆုံးထွက်ပြေးလာတယ်ဆိုပါတယ်။အဲဒီနောက်နောက်ထပ်စစ်ကောင်စီတပ်ဖွဲ့ဝင်148ဦးဟာမွန်လွဲပိုင်းမှာဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုထပ်မံထွက်ပြေးလာတဲ့အတွက်အခုဆိုရင်စစ်ကောင်စီတပ်ဖွဲ့ဝင်စုစုပေါင်းဟာ189ဦးထိရှိလာပြီလို့ဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြနေကြပါတယ်။စစ်ကောင်စီတပ်ဖွဲ့ဝင်အယောက်300ကျော်ဟာဘင်္ဂလားဒေ့ရှ်နိုင်ငံတဲကိုထွက်ပြေးခဲ့ပြီးပြီ။ အခုဒီခါမှလည်းနောက်ထပ်ထွက်ပြေးလာပြန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ189ဦးထိရှိလာပြန်ပြီလို့ဘင်္ဂလားဒေ့ရှ်သတင်းတွေကဖော်ပြနေကြတဲ့အပြင်မြန်မာစစ်တပ်ကပစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးထိမှန်ပြီးတော့လေအပတ်53နှစ်အရွယ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးဒဏ်ရာရထားသေးတယ်လို့ဖော်ပြနေကြပါတယ်ခင်ဗျတစ်ဖက်မှာလည်း စကိုင်းမြို့နယ်ကအုံတော်ကျေးရွာမှာဈေးထွက်ဝဲတဲ့အကျန်းဖက်စစ်ကောင်စီတပ်ကစစ်ဗိုလ်ကျော်စင်ထွန်းဆိုသူအပါဝင်၃ဦးကိုတော်လန်ရေးတပ်ဖွဲ့တွေကနေအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့တော်တွင်တွတ်ပြီး local pd ရဲ့တပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။စကိုင်းမြို့နယ်အုံတော်ကျေးရွာအနီးအမှတ်6005တင်ကားတပ်ကစစ်ဗိုလ်ကျော်စင်ထွန်းတက်ချက်ကြီးဇင်မျိုးသိမ့်နဲ့ဒုတက်ကျဇော်ဖြိုးချစ်ဆိုသူတို့ဟာဈေးဝယ်ထွက်လာတဲ့အချိန်တော်တွင်တွတ်ပြီးအဖွဲ့ကနေဈေးဆိုင်တဲမှာပဲအရှင်ဖမ်းဆီးခဲ့တယ်ဆိုပါတယ်။ အဲ့ဒီစစ်ဘိုလ်ကျော်စင်ထုတ်ဆိုသူအပါအဝင်၃ဦးကို2023ခုနှစ်ဒီဇင်ဘာလ17ရက်နေ့ကဖမ်းဆီးခဲ့တာဖြစ်ပြီးအခုခါမှာတော့စကိုင်းခရိုင် PDF တရင်ကိုအပ်လိုက်ပြီးဖြစ်တယ်လို့သူတို့ကိုဖမ်းမိတဲ့အချိန်ကစစ်တပ်အထောက်အထားစာရွက်စာတမ်းတွေပါတင်စီရရှိခဲ့ပြီးလက်ရှိမှာတော့သူတို့၃ဦးလုံးကိုစကိုင်းခရိုင် PDF တရင်ကနေဆက်လက်အရေးယူဖို့ဆောင်ရွက်နေတယ်လို့တော်တွင်တွပီ local PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျအခုတခါတင်းသားတိုင်းဘက်မှာတော့တဝယ်မြို့နယ်က တင်ငန်းဒုံကျေးရွာမှာစကန်းချထားတဲ့အကျန့်ဖတ်စစ်တကူတော်လန်ရေးတပေါင်းစုကနေဝင်ရောက်တက်ခိုက်ရမှာစစ်ကောင်စီတပ်သား6ဦးသေသွားတဲ့အပြင်တက်ချက်ကြီးတဦးကိုပါလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားတယ်လို့ဘာထုတမတော်ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဖေဖော်ဝါရီလ19ရက်နေ့ကစပြီးတဝဲမျိုးကနေတဝဲထိခီလန်အတိုင်းဝင်ရောက်လာပြီးတော့တင်ငန်းဒုံကျေးရွာမှာအထိုင်ချထားတဲ့အကျန့်ဖတ်စစ်ကောင်စီတပ်ကိုဘာထုတမတော်တဝဲစုပေါင်းစစ်ကြောင်းနဲ့ the way defense team DDT တခွဲနှစ်တို့ကနေပူပေါင်းတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွင်းအချမ်းဘတ်စကောင်စီတပ်သား6ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသေးသေးဖယ်ကုန်ကြတဲ့အပြင်တက်ချက်ကြီးတဦးကိုပါလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိထားပြီးလက်ရှိအဲ့ဒီတက်ချက်ကြီးကိုကောင်းကောင်းမွန်မွန်စောင့်ရှောက်ပေးထားပါတယ်လို့ဘာတုတက်မတော်ရဲ့တာဝန်ရှိသူတဦးကပြောထားပါတယ်ခင်ဗျဒီတစ်ခါဆက်ချင်တာကတော့အကျန်းဖတ်စစ်ကောင်စီကိုအနာပေးလို့လုံးဝမရပဲ။ စစ်ရေးရလက်ထွက်ဖို့အထူးလှုပ်ဆောင်ရမယ်လို့အမျိုးသားညီညွတ်အစိုးရ UNG ယာယီသမ္မတဒူဝါလက်ရှိလက်က10မြင်းဆောင်2024 UNG အစိုးရအဖွဲ့အစည်းအဝေးမှာတတိပေးပြောဆိုလိုက်ပါတယ်အခုဆိုရင်စစ်ကောင်စီကအနာတောင်းဖို့စ조사နေတဲ့ကိစ္စတွေကိုတွေ့မြင်နေရပြီကျွန်တော်တို့ဟာတန်ဘူးတုံးနာနာနှက်ရမယ်လို့ပဲပြောချင်ပါတယ်လို့ယာယီသမ္မတဒူဝါလက်ရှိလက်ကပြောဆိုလိုက်ကြပါလက်ရှိမှာလဲအမျိုးသားညီညွတ်အစိုးရ UNG နဲ့တိုင်းရင်းသားမဟာမိတ်အဖွဲ့အစည်းအလုံးဟာ လက်နက်ကိုင်တော်လန်ရင်းနဲ့လူထုတိုက်ပွဲကိုအတူတကွပေါင်းဆက်ပြီးစန္ဒရှင်စနစ်ချုပ်ငြိမ်းရေးအတွက်စ조사နေကြပါတယ်လို့လည်းပြောထားပါတယ်။လက်ရှိလက်နက်အားဖြင့်ခုခံတော်လန်နေတဲ့အဆင့်ကနေတင်းတိမ်နေလို့မရပဲစစ်ရေးရလထွက်အောင်ကိုလှုပ်ဆောင်ရမှာဖြစ်တယ်လို့စစ်ကောင်စီဘက်ကထုတ်သုံးနေတဲ့နိုင်ငံရေးဝက်ဖဲတွေနောက်မှာမျောပါမသွားဖို့ကိုလည်းအထူးသတိထားရမယ်လို့ MG ရိုက်သမရဒူဝါလက်ရှိလက်ကအသိပေးပြောဆိုထားပါတယ်။လက်ရှိຫນွေဦးတော်လန်ရေးဟာတိုင်းသားအလုံးလွတ်မြောက်ရေးနဲ့တတ်တူကြတဲ့အတွက် စစ်ရေးရလနဲ့တော်လှန်ရေးရလကောင်းမွန်အောင်အတူတကွစ조사ရမှာဖြစ်တဲ့အပြင်အနာဂတ် Federal Democracy ပြည်ထောင်စုတစ်တိဆောက်ရေးအတွက်အရေးကြီးတဲ့အခြေခံအုတ်မြစ်တွေကိုခိုင်ခိုင်မာမာတိဆောက်သွားရမှာဖြစ်တယ်လို့လည်း AMG ယာယီသမ္မတဒူဝါလက်ရှိလက်ကတတိပေးပြောဆိုသွားပါတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ရဲ့ခမိခပန့်ရွတ်စောခေါင်းဆိုသူပိုင်ဆိုင်တဲ့ Jade Land Company က AOD မြစ်ဆုံမှာအကြီးအကျယ်ရွှေတူးနေတယ်လို့စစ်တမ်းတစ်ခုကဖော်ပြထားပါတယ် လက်ရှိစစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်းကချင်ပြည်နယ်မှာတရားမဝင်ရွှေတူးဖော်မှုတွေမြင့်တက်နေပြီးတဘာဝပတ်ဝန်းကျင်လဲဆိုးဆိုးရွားရွားထိခိုက်နေတယ်လို့မြန်မာ Resort Watch အဖွဲ့ရဲ့အစိုးရခန်းစားတစောင်းကဆိုပါတယ်လက်ရှိကချင်ပြည်နယ်ကမြကြီးနားဗမော်ဝိုင်းမော်နဲ့ချီပွေမြို့တွေမှာတရားမဝင်ရွှေတူးဖော်တဲ့လုပ်ငန်းတွေကိုအများဆုံးတွေ့ရတယ်လို့လဲဆိုထပ်ပါတယ်အဲ့ဒီလိုကချင်ပြည်နယ်ကရွှေတူးဖော်တဲ့လုပ်ငန်းတွေကိုကချင်ပြည်နယ်စစ်ကောင်စီဝန်ကြီးချုပ်ရဲ့ခမိခမတ်ရွတ်စော်ခေါင်ဆိုသူပိုင်ဂျိတ်လန်ကမ်နီကနေအကြီးအကျယ်လုတ်ကင်နေတာဖြစ်ပြီး အဲ့ဒီကုမ္ပဏီဟာမြန်မာနိုင်ငံအတွက်အကြီးမားဆုံးကြောက်စိမ့်တူဖော်ရေးကုမ္ပဏီတွေတဲကတစ်ခုဖြစ်တယ်လို့အခုလဲအရာဝတီမြစ်ဆုံမှအကြီးအကျယ်ရွှေတူးနေတဲ့အပြင်မြန်မာစစ်တပ်နဲ့လည်းအတော်ကိုနီးနီးကပ်ကပ်ပတ်သက်နေတဲ့ကုမ္ပဏီဖြစ်တယ်လို့မြန်မာ Resort Watch အဖွဲ့ရဲ့အစီရင်ခံစာမှာဖော်ပြထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့ကချင်ပြည်နယ်ဖားကန်မြို့နယ်ကကြောက်စိမ့်တူဖော်တဲ့လောက်ကွနွန်ကန်တစ်ခုဟာဒီကနေ့မနက်ပိုင်းမှာပဲပောက်ကျသွားပြီးလူအယောက်20ဝန်းကျင်သေဆုံးသွားတဲ့အပြင်မြေတရင်နဲ့မြေကောရင်တွေပါနစ်မြုပ်သွားတယ်လို့ ဒေသခံပြည်သူတွေကပြောပါတယ်ဒီကနေ့မတ်လ12ရက်နေ့မနက်အစောပိုင်းမှာပဲဖာကန်မြို့နယ်မနမော်အနီးမှာနှုန်ကန်ပေါက်ကျမှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်အဲ့ဒီနှုန်ကန်ပေါက်ကျမှုကြောင့်ကြောက်တူးလုံသားတွေရောမြေကော်ရင်တွေမြေတဲရင်တွေမောင်းတဲ့သူတွေအပါအဝင်လူပေါင်းအယောက်20ဝန်းကျင်ဟာနှုန်အောက်မှာပြိပြီးနစ်မြုပ်တေဆုံသွားကြတယ်လို့သိရပါတယ်ဒါပြင်တူဖော်ရေးလုပ်ငန်းသုံးမြေတဲရင်6စီးနဲ့ဘတ်ဟိုး9စီးလောက်ဟာလဲပါသွားတယ်လို့ဖာကန်နေဒေသခံပြည်သူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ ဒါကတော့ရန်ကုန်ခေတ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ